်မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့2025ခုနှစ်မှာ Telegram အကောင့်တစ်ခုကိုကောက်ကြောင်ဘယ်လိုမျိုးဖွင့်လို့ရနိုင်မလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကိုပြောပြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိတ်ဆွေက2025လည်းရောက်နေပြီလက်ရှိချိန်ထိပေါ့နော်။ Telegram အကောင့်ဖွင့်မရတဲ့ပြဿနာကိုကျုံ့နေနေရသေးတယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကိုအဆုံးနေရှိပေးစေချင်ပါဗျာ။ကျွန်တော်ကတော့နေပညာရဲ့ပသက်တာတွေကိုအမြဲတမ်းမျှဝေတည်ဆက်ပေးနေတဲ့ AI Global Technology Channel ပဲဖြစ်ပါတယ်။ ထမဆုံးအနေနဲ့ကျွန်တော်တို့က Telegram အကောင့်ဝင်မယ်ပေါ့နော်ပုံတလုံးတွေကိုအရင်ဆုံးသွားရမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပြမယ် Telegram မှာဆိုရင်ပေါ့နော်ကျွန်တော်ကဒီ Play Store application ကို download မဆွဲတော့ဘူးကျွန်တော်ကဒီအများဆုံးစတင်ထားဖို့ရေပေါ့နော် Telegram application နေနဲ့စပြပေးပါမယ်ဒီ application မှာတော့ကျွန်တော်ဒီအကောက်တွေအများကြီးစမ်းမှုတဲ့ဒီ application မှာတော့အဆင်ပြေတာများတယ်ပေါ့နော်ကျွန်တော်ဒီနေ့လုတ်ပြမယ့်အကောက်တောင်မှာကျွန်တော်ဒီရှေ့ကဗီဒီယိုတွေမှာဆိုရင်ဒီ iPhone နဲ့လုတ်လို့ရတယ်ဆိုတော့ပြောခဲ့တယ်ပေါ့နော် အဲဒီအကောက်ကဆိုရင်တော့ကျွန်တော်တို့ဒီ iPhone မှာလည်းလက်ရှိဝင်တာမရတာဖြစ်တဲ့အကြောင်းပေါ့နော်ကျွန်တော်က version ချိန်ပြီးတော့အဲပွင့်လို့ရနိုင်မယ့်အကြောင်းကို share လုပ်ပေးသွားဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ထည့်ထားတဲ့ version လေးတွေကိုကျွန်တော်က application တွေကိုပေါ့နော်ဝင်လိုက်ပါမယ်။ပြီးတော့ကျွန်တော်တို့လက်ရှိပေါ့နော် iPhone မှာဝင်လို့မရတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်မယ်။ iPhone မှာဆိုရင်ကျွန်တော်တို့ Aadhaar တပိုက်ပဲပြနေတယ်ပေါ့နော်။ဒါကြောင့်မို့ဒီလိုမျိုး version လေးနဲ့စံကြည့်ပေးပါ။ဒီမှာဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ email တစ်ခုကိုကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ကျွန်တော်ကလက်ရှိကျွန်တော်ရဲ့ email အသစ်ထားမှာမဟုတ်ကျွန်တော်တို့ဖွင့်ထားမှုတဲ့ email ရှိသေးတယ်ဆိုရင်ပေါ့နော်အဲ့ email လေးပဲထည့်ပေးလိုက်ပါအသစ်ရှိရဆိုရင်လည်းအသစ်ပဲထည့်ပေးလိုက်ပါဒါဆိုရင်တော့ email တွေကို ကျွန်တော်တို့ရဲ့ email တွေကိုပေါ့နော်အဲ့ဒီ Telegram နဲ့ verification code တစ်ခုပို့ပါမယ်အဲ့ဒီ code 6လုံးပေါ့နော်အဲ့ဒီ code 6လုံးကိုကျွန်တော်တို့ကဒီ Telegram application verification code နေရာမှာထည့်ပေးရရင်ထည့်ပေးလိုက်ရင်အဆင်ပြေပါပြီ။ဒါဆိုရင်တော့ ဒီ email ကိုကြားတဲ့ဒိတ်လွန်ကုတ်လေးကိုထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထဲကိုသူကကုတ်6လုံးကုတ်5လုံးပေါ့နော်ကုတ်6လုံးတော့မဟုတ်ဘူးကုတ်5လုံးအရင်အနေနဲ့ကျွန်တော်တို့ကိုထပ်ပို့ပေးလာနိုင်မယ်အဲ့ဒီမှာဆိုရင်လည်းကုတ်5လုံးထည့်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ Telegram အကောင့်လေးကပေါ့နော်ပွင့်သွားမှာဖြစ်ပါတယ်အဲတခုရှိတာက ကျွန်တော်တို့ဒီ connect ကအဲဒီ Gmail ထဲတော့ကုတ်ကရောက်တယ်တခုရှိတာက ဖုန်းနံပါတ်ထဲကိုပို့တဲ့အခါမှာကုတ်ကမရောက်ဘူးအဲဒီ ကုတ်မကြလာဘူးဗောနော်မဆိတ်တဲ့ကုတ်မကြလာဘူးအဲ့လိုနေထားမှဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုသူက miss call အနေနဲ့ဗောနော်ဖုန်းတစ်လုံးတော့ခေါ်လိမ့်မယ်အဲ့ဒီခါကျရင်ဖုန်းခေါ်တဲ့ခါကျရင်ကျွန်တော်တို့ကသူဖုန်းနံပါတ်ကဲဗောနော်သူခေါ်တဲ့ဖုန်းနံပါတ်ကဲနောက်ဆုံးကဏန်း၅လုံးဖြည့်ပြီးကဏန်း၆လုံးဖြည့်ပြီးဗောနော်ကျွန်တော်တို့ရဲ့ SMS verification ကုတ်နေရာမှာထည့်ပြီးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram အကောင့်လေးရပါဗောနော်အလွယ်တကူနဲ့ပွင့်သွားပြီးပဲဖြစ်ပါတယ် တေဂရန်အောက်ပွင့်သားရဖြစ်တဲ့အကြောင်းမို့ကျွန်တော်ကလိုအပ်တဲ့ပါမရှင်တွေအားလုံးကိုသူ့ရဲ့ APP info ကနေတွားပြီးတော့ application နဲ့ပါမရှင်တွေအားလုံးကိုအွန်ပေးရမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်အကုန်လုံးအွန်ပေးလိုက်မယ်ပေါ့နော်။လက်ရှိမိတ်ဆွေအနေနဲ့ကဒီ Telegram အကောင့်မပွင့်ငယ်ပါမရှင်တွေအားလုံးကိုအွန်ထားမယ်ဆိုရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်။ဒီနေ့ကျွန်တော်လုပ်ပြခဲ့တဲ့အကောင့်လေးရဆိုရင်တော့ကျွန်တော်ရှိက application တွေပေါ့နော်ဗီဒီယိုတွေတွေကလိုပဲ application တွေနောက်ဆုံး latest version တွေ down နေအဲပြီးရင်ကျွန်တော်တို့ ဒီ iPhone နေတဲ့ sample တွေပေါ့နော်ဒီအောက်လေးကကျွန်တော်အဲစမ်းကြည့်တာအဆင်မပြေတာဖြစ်တဲ့ကြောင့်မို့ဘာရှင်းချင်းပြီးတော့စမ်းကြည့်ပေးထားတာပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram အောက်လေးကကျွန်တော်တို့ရဲ့ mobile phone မှာပေါ့နော်လက်ရှိအသုံးပြုလို့အဆင်ပြေသွားပြီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေနေနေလဲကျွန်တော်2024လုံကဗီဒီယိုတွေမှာလို့အဲ Telegram အောက်တွေဖွင့်တဲ့အခါမှာဖွင့်မရတဲ့သူတွေအတွက်ပေါ့နော်ပြုလုပ်ပေးရတဲ့ဗီဒီယိုတွေကလို့အဆင်မပြေတဲ့သူတွေအတွက်ရွေးပြီးတော့ဒီနေ့2025ခုနှစ်မှာပေါ့နော် Telegram အကောင့်တစ်ခုကိုဖွင့်တဲ့အခါမှာ version ချိန်ပြီးတော့ဖွင့်ပြီးတော့အသုံးပြုတဲ့အခါမှာပေါ့နော်အကောင့်တွေကိုအလွယ်တကူဖွင့်လို့ရနိုင်မယ့်အကြောင်းကိုနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ရဲ့ channel လေးမှာဆိုရင်တော့ပေါ့နော်နေပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတည်ဆပ်ပေးနေတာဖြစ်လို့မိတ်ဆွေကနောက်ပိုင်းလာတဲ့နေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာစာကိုပေါ့နော်အမြဲတမ်းလေ့လာကျင့်သေးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe share ရင်းလည်းမလုပ်ပါသေးရင် like and subscribe share ရင်းလုပ်ပေးခဲ့ဖို့တောင်းဆိုပေးရစီဗျာ။ ဗီဒီယိုလေးကိုအဆုံးထိရှိယူပေးကြတဲ့တုတ်တယောက်စီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်။အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။